က်ခဲတယ်ဗျလုပ်ငန်းတစ်ခုမှာစိန်ခေါ်မှုတွေအများကြီးရှိတယ်အထူးသဖြင့်ပြောတတ်ကြတာပါလဲဆိုတော့ကောင်းမွန်တဲ့သူတွေမရှိလို့ကြွကျင်တဲ့သူတွေမရှိလို့အဆရှိသဖြင့်လုပ်ငန်းရှင်အများစုညှိတက်ကြတယ်ဒါလည်းမှန်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့မေ့နေတတ်ကြတာလေးကပါလဲဆိုတော့ကောင်းမွန်တဲ့ဆက်ဆံရေးကိုဘယ်လိုတည်ဆောက်မလဲဒီနေရာမှာကျွန်တော်တို့တယောက်တယောက်နဲ့ပေါင်းသင်းဆက်ဆံရေးဆိုတဲ့အရာဒီအရင်ကြီးတော့မထင်ရှားပြင်မဲ့အရင်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေရစီးပွားရေးလုပ်ငန်းတစ်ခုဥဆောင်တဲ့သူတယောက်နေနဲ့မိမိဘေးနားမှာရှိနေတဲ့ထိမှန်ပါတယ်ကျွန်တော်တင်ပေးရလိမ့်မယ်ကျွန်တော်ရှင်းပြပါမယ် အော် तू နားလဲလောက်မှာပါပဲလေဆိုပြီးတော့မှမစမ်းစားပါနဲ့အဲ့ဒါကိုကျွန်တော်ခေါ်တာ assuming လို့ခေါ်ပါတယ် a s s u m e assuming လို့ခေါ်တဲ့အင်္ဂလိပ်စကားလုံးကိုကျွန်တော်ခွဲလိုက်မယ်ဆိုရင်ဘာရလဲဆိုရှေ့မှာ s ဆိုတာရပါတယ် u ဆိုတာရပါတယ် me ဆိုတာရပါတယ်အတိတ်ကဘာလဲဆိုတော့ s အနန္တမကောင်းဘူး u and me assuming လို့ခေါ်တဲ့ use လိုက်တယ်ဆိုလို့ရှိရင်မင်းနဲ့ငါကြားမှာအနန္တမကောင်းတော့အခုချိန်နေမိတ်ဆွေကလုပ်ငန်းရဲ့ခေါင်းဆောင်နေရာကိုမရောက်သေးဘူးဆိုရင်လည်းအကောင်းဆုံးတင်လေးလာမယ်လေ့ကျင့်တစ်ခုပါပါလို့ ထောင်ကောင်းလို့ပြောတာဒါလုပ်ငန်းကမှအရန်ကမှအရေးကြီးပါပြောနေကြစကားတိုင်းမှာပဲတယောက်တည်းကောင်းနေလို့မရပါဘူးမိတ်ဆွေ all for one one for all ကိုယ့်ရဲ့အတန်းအားတွေပြစ်မှာ